ဝဋ္ဌနေတိတဒါနဝိဝဋ္ဌနေတိတဒါနအဲဝဋ္ဌဆိုတာလဲပတ်တာကိုပြောတာဟိုဆိုတာလဲရတဲ့လို့ပါတယ်လို့ပြောတယ်အဲနေတိတဆိုတာမိတော့ပေါ့ဒါနဆိုတာလူဒါနအဲဝုန်ကုန်မိတဲ့အလူဒါနလဲပတ်မှုကိုမိတဲ့အလူဒါနဝိဝဋ္ဌနေတိတဒါနအဲလဲပတ်မှုကိုမမိတဲ့ဝုန်ကုန်မမိတဲ့ ဒါနဆိုပြီးနှမျိုးရှိတယ်အဲ့ဒါဘလို့กว่าတော့ဆိုတော့ဒန္တရာဝဆင်းရဲကိုရည်မြော်ပြီးတော့တောင်းတပြီးတော့လူတန်းရင်ဝတ္တနေတိတာဒါနဒီလိုခေါ်တာပေါ့လူချမ်းသာကြီးဖြစ်ခြင်းနဲ့နတ်ချမ်းသာကြီးဖြစ်ခြင်းနဲ့ဒီလိုလူလို့ရှိရင်ဝတ္တနေတိတာဒါနအဲဝိဝတ္တနေတိတာဒါနဆိုတော့နိဗ္ဗာန်ရောက်ပြစေနိဗ္ဗာန်တပစ္စယောဟောတု ဒါကြတော့ပါရမီလည်းဖြစ်တယ်ဝိဝတ္တနေတိတာဒါနလို့ခေါ်တယ်ဝတ္တရားကိုမမီဘူးပေါ့အဲ့ဒါလို့တာပေါ့နိမ့်မရမရစေဆိုတဲ့သဘောကဘာလဲဆိုရင်တော့အဲလူပြေလည်းမပြောပါဘူးနတ်ပြေလည်းမပြောပါဘူးဆိုတဲ့သဘောရှိအဲ့ဒါဆိုရင်ဒါနိဗ္ဗာန်ရောက်ပြရစေနိဗ္ဗာန်တပိစီယဟောတုဆိုတာနိဗ္ဗာန်ရောက်ပြရစေဆိုတာ30ပုံမှာမပြောပါဘူး30ပုံရဲ့အချမ်းသာတယ်မလို့ခြင်းပါဘူးဒီလိုပြောတာမနဲ့တော့အဲ့လိုဟုတ် အဲ့နညာဒီကမတယောက်ကတော့ပြောဘူးတယ်အမျိုးသမီးတယောက်သစ္စာရင်းနဲ့ပတ်သက်လို့နိဗ္ဗာန်တပစ္စယဟောတုဆူတောင်းတာလည်းမှန်ပါတယ်။ဒါပေမဲ့လည်းနိဗ္ဗာန်တကယ်မရခြင်းနိဗ္ဗာန်လည်းတကယ်မလို့ခြင်းနေတာလည်းမှန်ပါတယ်နော်။အဲ့တော့နိဗ္ဗာန်လို့ခြင်းနေဆိုတာသန္တရာကြီးညင်းငွေမှာရညင်းငွေမှာအဲတကယ်ညင်းငွေတကယ်လို့ခြင်းတာပေါ့ ဟုတ်ရင်တော့အတိုင်းအတာတစ်ခုတော့ရှိမှာပေါ့နိဗ္ဗာန်ရပါရစေဒီလိုဒါမှနိဗ္ဗာန်ကိုတကယ်လိုချင်အောင်ဆိုရင်အဲ31ဘုံညင်းွေတတ်မှရတာဒီတော့31ဘုံညင်းွေတတ်အောင်ဆိုလို့ရှိဒါလေးနဲ့ကပ်ပြောရင်တော့ဘုဒ္ဓတဘောဖြစ်မှထင်တယ်အပမာဒဆိုရင်တရားကြားဖို့မှာအပမာဒိနာတမာရိထမမေ့မလျော့နေပါဆိုတာတတိယကိုညွှန်းတယ် မနေ့မင်းမင်းမလေးရောပြည့်ပြည့်စုံတတိနဲ့ပြည့်စုံပြီးတော့နေဒီလိုပြောတယ်ဒါအကုန်လုံးအကျဉ်းချုပ်မိတယ်လေဘုရားတရားနဲ့ကုသိုလ်အားလုံးဟာတတိရှိမှဖြစ်တယ်ကုသိုလ်ဖြစ်ရင်တတိပါတယ်ပေါ့အာယုံမှန်အာယုံကောင်းကိုမမှန်ကန်ကန်နီးနဲ့အောင်းမေအမှတ်ရတာဒါတတိလို့ခေါ်တယ်အဲဒါတလုံးနဲ့နဲ့ဘုရားပါဠိတော်တွေပြောရင်အပမဒါဒါလေးနဲ့ပြောရတတိရှိပြီးတော့နေ